ခန်းကားမှာကျွန်တော်တို့ road map ကိစ္စနဲ့ဆွေးနွေးတဲ့ခါမှာလည်းပဲ September လတော့ခင်ဗျားတို့သိတဲ့အတိုင်းနည်းနည်းတော့ဆုတ်သွားတဲ့အချက်လေးတစ်ချက်ရှိတယ်အဲ့ဒါကပါလဲဆိုတော့လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကို road map အစ်စ်တစ်ခုအနေနဲ့အာသူရဖက်ကတင်ပြတဲ့ပုံမှာ September လတော့ကျွန်တော်ဆွေးနွေးပြီးတော်တော်လေးအာဒီနေ့ တုံဆိုင်တဲ့သဘောသွားခဲ့တာပေါ့နော်ဒါတော့ဒီနေ့ကတော့ပြန်ပြီးတော့တင်ပြထားတာအဲ့ဒါကို road map အစ်စ်နေတဲ့မဟုတ်ပဲနဲ့အာအမျိုးသားစစ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာပုံမှန်တော့ဆွေးနွေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါတော့ပြန်ပြီးတော့တင်ပြလာတာဖြစ်တယ်အဲ့ဒါကျွန်တော်တို့မြန်မာတော့ဒီနေ့အာသူတဲ့မှုနေနေမြင်တဲ့တော်တော်ကျွန်တော်တို့နေတဲ့ NCCT ဖိတ်ကတာကိုအသေးစိတ်အာ ဂလုံးအနေထားအရေးအသားအဲ့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဆွေးနွေးဖို့လိုအပ်နေတဲ့အတွက်ကြောင့်ဒါကိုကျွန်တော်တို့အနေနဲ့ဒီနေ့ဆွေးနွေးဖို့ပါပြီးတော့ဆွေးနွေးလိုက်ဖို့ဒါကိုကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးမှာဖြစ်တယ်။သို့တော့ကျွန်တော်ပြောချင်တာဆက်ပြန်ပါလာနေထားတဲ့တော့အများကြီးတိုးတက်တယ်လို့ကျွန်တော်ပြပြချင်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတဲ့အချိန်မှာတစ်ခုနည်းနည်း အာဆက်ပြီးတော့ဆွေးနွေးဖို့ပြန်တဲ့ချက်တစ်ချက်ကတော့ကျွန်တော်တို့နိုင်ငံရေးအတွက်ဆွေးနွေးဖို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမယ့်ပုံစံတန် structure ပိုင်းကိုကျွန်တော်တို့အနေနဲ့တစ်ဖက်စလုံးတင်ပြထားတဲ့ဟာနှိစမှုတော့ရှိပါတယ်။ဒါပေမဲ့ဒီမပြုတ်နိုင်သေးဘူး။ဒါဆက်ပြီးတော့ဆွေးနွေးဖို့ရှိတယ်။တော်တော်အရန်ကြီးခက်ခဲပြီးတော့တည်ရှိနေတဲ့အနေအထားရှိတော့ဘူးလို့ကျွန်တော်တို့သုံးသပ်တယ်။